အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဆက်ပြီးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ပိန်းနေသည့်တနတ်ချင်တဲ့ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါမြို့တစ်မြို့မှာရှိတဲ့စင်ချေပုံရက်ကွက်လေးတစ်ခုမှာတော့အနီတန်းဆိုရဲမုံဆိုးမအမျိုးသမီးတယောက်ကသူ့ရဲ့သမီးငယ်လေးနဲ့အတူတူနေထိုင်နေပါတယ် အနီတောစီမှာအရေးအချင်းတစ်ခုရှိပါတယ်အဲ့ဒါကတော့တနက်ချင်ကောင်းကောင်းတိုက်တက်တာဖြစ်ပါတယ်သူယောက်ျားဖြစ်သူကွယ်လွန်သိဆုံးသွားခဲ့တဲ့နောက်မှာအနီတာကသူမတက်တဲ့ပညာလေးနဲ့ပဲမိသားစုစာဝင်းနေရေကိုဖြည့်ရှင်ပေးနေခဲ့ရတာပါအနီတာတနက်ချင်ပေါင်းစုံလောက်တက်ပြီးသူမတို့အစဉ်အပြေဆုံးကတော့ပိန်းနေသည့်တနက်ချင်ဖြစ်ပါတယ်သူမလောက်တဲ့ပိန်းနေသည့်တနက်ချင်ကတကယ်အရန်အရသာရှိပြီးစားကောင်းပါတယ်ဒါကြောင့်သူမစီးပွားအဖြစ်ပြောင်းလဲပြီးရောင်းချခဲ့တဲ့အခါမှာတော့ ရကွက်အထင်းမယောအနီးနားပတ်ဝန်းကျင်ကသူတွေအားလုံးကလည်းသူမရဲ့တနတ်ချင်တွေကိုဝယ်ယူစားတောက်ခဲ့ကြပါတယ်။ဖောက်တဲ့အများကြီးရရှိသွားခဲ့တဲ့အတွက်ကြောင့်မို့လို့သူမအဆင်ပြေနေခဲ့ပါတယ်။ဟဲ့မနေ့ကတော့ကနေ့ကိုတနတ်ချင်အချိန်မှန်ပို့ပေးပါဆိုပြီးတော့ပြောထားတာနောက်ကြတယ်နော်။ဘလို့ဖြစ်ကြလဲ။ဟုတ်တယ်အတော်ရဲ့ကျမမနေ့ကတော့ကတနတ်ချင်လာမပို့နိုင်ခဲ့ဘူး။ဘာလို့လဲဆိုတော့ကျမပိန်းနေသေးဝယ်လို့မရလို့ပါ။ပိန်းနေသေးကောင်းကောင်းလေးတွေ့ရောမှတနတ်ချင်တိတ်လို့ကောင်းတာလေ။ မကောင်းတဲ့ဘိန်းနေသေးတဲ့အဲ့သဘောမကြားရင်မစလာနဲ့တော့ကျမကလည်းတနက်ချင်မလုပ်ဘူးအစင်ပြေးပြီးဆိုတော့မှကျမတနက်ချင်ကိုပြန်လှုပ်ရောင်းနေကျမစီကဝဲစားနေကြတဲ့ဝဲသူတွေအကုန်လုံးရဲ့ကျမကြီးကသာကျမအတွက်အဓိကပါရှင်စားကြည့်လိုက်နော်ဒီတစ်ခါဘိန်းနေသေးတွေကအရန်ကိုကောင်းနေအဲ့ဒါကြောင့်ကျမလည်းတနက်ချင်အမြန်တိတ်ပြီးတော့ပြန်ရောင်းပေးနေရအမလီနေရဲ့တနက်ချင်ကတကယ်အရသာရှိပါရဲ့နေပိန်းတဲ့တနက်ချင်ကိုလေဒီအိမ်မာလေးအားလုံးကြိုက်ကြရသေးလား ငါရဲ့မိဘအိမ်ကသူရင်းဆိုလို့ရှင်လဲငါပို့ပေးရအားလုံးကတော်တော်လေးသဘောကျနေကြတယ်။ငါရောင်မကလည်း2ကီလိုသူ့အတွက်ဝယ်လာခဲ့ပေးပါဆိုလို့ငါနောက်ထပ်အများကြီးဝယ်ဦးမယ်။ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီရှင်။ဒါဆိုရင်တော့ကျွန်မမနေ့ပြန်ထပ်ပြီးတော့ယူလာခဲ့ပေးမယ်နော်။သူမလောက်ရောင်းတဲ့ပိန်နေဒီတနက်ချင်းတွေကအရန်အရသာရှိတဲ့အပြင်တန့်ရှင်တဲ့ဆိုတော့ကိုလေလူတွေကတည်ကြပါရဲ့။ဒါကြောင့်သူမစီကလည်းအမြဲမပြတ်ဝယ်စားနေခဲ့ကြတာပေါ့။ တရမတော့အနေသားလည်းတနတ်ချင်ရောင်းပြီးအိမ်ကိုပြန်လာတဲ့အချိန်သူ့ရဲ့သမီးလေးအိမ်ရှိထွက်နေအောင်ကိုသူမတွေးခဲ့ရပါသေး။သမီးလေးရဲ့ဘာဖြစ်လို့အိမ်ထဲမှာမစောင့်နေရတာလဲ။ဘာဖြစ်လို့အပြင်ထွက်နေရလဲပြောစမ်းမအောင်။ဘာကိစ္စရှိတော့လဲ။မမေမမေနဲ့တွေ့ကြလို့ဆိုပြီးတော့အန်တီကြီးတယောက်ရောက်နေတယ်။အမေနဲ့တွေ့ဖို့အတွက်အန်တီတယောက်ရောက်နေတယ်ဟုတ်လား။နေပေါင်းငါနဲ့တွေ့ဖို့အတွက်ဘယ်သူများရောက်နေရလဲမသိဘူး။အနေသားအိမ်ထဲကိုဝင်သွားခဲ့တဲ့အခါမှာတော့ဟဲ့မသူနေပါလား။ အေးဟုတ်တယ်အနီတာရဲ့ငါနဲ့ကိုအရန်လိုအပ်ပြီးတော့တတိယနေခဲ့အောင်အဲဒါကြောင့်ငါလည်းဘာမှစောင့်ဆိုင်မနေပဲနင်းနဲ့တွေ့မှဖြစ်မယ်ဆိုပြီးတော့ထွက်လာခဲ့လိုက်တာအမှန်အတိုင်းပြောရမယ်ဆိုရင်တော့ငါအခုချိန်မှနင်းကိုတအားလိုအပ်နေရဲ့အေးအေးအေးပြောလေပြောပြောပြောဘာကိစ္စများရှိလို့လဲနင်းသိတဲ့အတိုင်းပဲအခုခေတ်အခြေအနေကကောင်းတော့တာမဟုတ်ဘူးငါတခြားအပြင်တနေရာတစ်ခုမှာအလုတ်သွားလို့ရမယ့်အခြေအနေဖြစ်နေပြီ။ဒါပေမဲ့ငါမသိတဲ့နေရာမှာအလုတ်သွားလို့ဖို့ဆိုတာကအဆင်မပြေဘူးလေ အဲ့ဒါကြောင့်နေ့ရှိမှအလုပ်တစ်ခုမဟုတ်တစ်ခုရှိမယ်ဆိုလို့ရှိရင်တော့ငါ့ကိုအလုပ်ပေးပါလားငါအခုတကယ်အတော်လေးကိုစိုက်ပြတ်နေလို့ပါဟာငါယောက်ျားနဲ့ငါလည်းကွဲသွားပြီတိလားသူနဲ့ငါအတူတူမနေရောက်ဘူးသူငါ့ကိုထားသွားပြီသူကတခြားတယောက်နဲ့အတူတူတောင်းနေထိုင်နေပြီငါအတော်လေးကိုအားကိုးရမဲ့သွားပြီဘယ်သူနဲ့အတူတူနေပြီးတော့ဘာလို့ရမလဲငါလုံးဝမသိတော့ဘူးအော်မတွေးရဲ့ဒုက္ခဆင်းရဲဆိုတာလူသားရဲ့ဘဝမှာအမြဲတမ်းရှိနေတဲ့အရာပဲလीကဲဟုတ်ပြီလားဘာမှလည်းစိုးရင်ဘိုးပန်းမနေပါနဲ့ ငါကတနက်ချင်းလှုပ်ရောင်းတာလေအရီတော်နေအလုပ်လုပ်တယ်ဆိုရင်ငါနဲ့အတူတူဒီအလုပ်ကိုပဲလာလို့ငါတို့လည်းအကူအညီလေးပါလေနည်းနည်းရတော့ကောင်းတာပေါ့နေငါ့အလုပ်ကိုဝိုင်းကူညီလုပ်ပေးရတဲ့အတွက်ငါနဲ့ကိုပတ်စံလဲပေးမယ်လေအနေသားကတော့မသူကိုတတော်လေးတနာသွားခဲ့ပါတယ်ဒါကြောင့်လည်းအခုလိုမျိုးအကူအညီပေးခဲ့တာပါအနီတာနဲ့အတူတူနေနေနဲ့မသူကိုတိုင်းကလည်းပိန်နေဒီတနတ်ချင်းဘလို့တိတ်ရလဲဆိုတဲ့နီလန်ကိုကောင်းကောင်းသိရှိသွားခဲ့ပါပြီ။ ဒီမှာကြည့်ပါအောင်အနီတာရဲ့ငါစားထည့်တာမှန်းရဲ့လားစားဘလောက်ထည့်ရမလဲဒီလောက်ဆိုရင်အဆင်ပြေပြီလားဒါနဲ့ငါလှီးဖြတ်ထားတဲ့ပိန်းနဲ့ဒီအတုံးတွေကိုလည်းတစ်ချက်ကြည့်ပါအောင်လှီးထားတာအဆင်ရောပြေရဲ့လားဒီလောက်ဆိုရင်တော့အနေတော်ပဲမလားအေးအေးအေးစားရတော့ရပါတယ်ဒီလောက်ဆိုလို့ရှင်တော့ကြော်ပြီးထပ်ပြီးတော့မထည့်တော့နဲ့နေလှီးဖြတ်ထားတဲ့ပိန်းနဲ့ဒီအတုံးတွေကလည်းကွက်တီပဲဒီလောက်ဆိုလို့ရှင်တော့အရသာဝင်ဖို့အတော်အဆင်သက်ဖြစ်နေပြီဒါနဲ့ဘလို့မဆိုနေရအရန်တော်တယ်နော် တင်ပေးရတာလွဲကူလိုက်တာနင်းလောက်တဲ့ပိန်းနဲ့ဒီသနတ်ချင်တွေကလည်းပြေဆောင်နေပါပြီအေးဒါရီအားလုံးကနင်းစီကနေတင်ယူထားတာပဲလေဆရာဖြစ်သူကဒီလောက်တောင်ကြော်လုံးနေမှာတော့တပည့်ဖြစ်တဲ့ငါကလည်းနည်းနည်းတော့တော်နေမှာပေါ့ဒီလိုနဲ့နောက်ထပ်လောက်အနေငယ်ကြာမြင့်တဲ့အထိမသူကတော့အနီသားနဲ့အတူတူအလုံးလုံးနေခဲ့ပါရဲ့အနီသားကလည်းမသူရောက်ရှိလာတဲ့အခါမှာတော့အကူကြီးတော်လေးကိုရရှိခဲ့ပါရဲ့ဒီလိုနဲ့တရမှာတော့မသူအလုပ်ကိုရောက်မလာခဲ့ပါဘူး နေပါအောင်ဘလို့ဖြစ်တာလဲမသူဒီနေ့အလုပ်ကိုလည်းမလာပါလားသူ့ကိုဈေးသွားရင်တခါရဲအတူတူခေါ်သွားမလို့ဒါမှငါဘဲဆိုင်တွေမှာဒီတနတ်ချင်တွေတွင်တယ်လဲဆိုတော့ကိုသူသိသွားမှာနှစ်လသုံးလောက်တခါငါစီကနေတနတ်ချင်ဝယ်တဲ့သူတွေလည်းရှိတယ်သူတို့နဲ့လည်းတွေ့ရအောင်မယ်ငါသမီးလေးပါရရဲ့မွေးလေးကလည်းတိတ်မကြခင်ရောက်လာတော့မှပတ်စံလေးပါလေးနည်းနည်းရသွားရင်တော့ငါသမီးလေးအတွက်ဂါဝင်လေးဝယ်ပေးရမယ်သူရဲ့တကယ်ချင်းတွေကိုလည်းအင်ကိုခေါ်မယ်ကိတ်မုတ်လေးပါလေးလှီးမယ် မိုးတွေပေါ်တွေလည်းလှုပ်ပေးလိုက်မယ်။ကလေးတွေကလည်းအရန်ကိုကြိုက်ကြတာဆိုတော့အဘတရားစားတော့ကြလိမ့်မယ်။ကဲငါ့ရဲ့သမီးလေးပါတော့ကတော့အရန်ကိုဝမ်းသာပျော်ရွှင်သွားတော့မှာပဲ။အန်တီရဲ့ဒီမှာကျမပိန်းနဲ့တနက်ချင်ယူလာခဲ့ပေးရဲ့ရှင့်။အော်တနက်ချင်လားငါဝယ်လိုက်ပြီ။တခြားတယောက်စီကနေပြီးတော့ဝယ်လိုက်တာလေ။ဈေးကလည်းတက်သားတယ်အရသာကလည်းရှိနေရနဲ့အဲ့ဒီတယောက်စီကနေပြီးတော့ပဲဝယ်လိုက်တယ်။ပြောရမယ်ဆိုရင်တော့နင်းလောက်ထားတဲ့တနက်ချင်နဲ့အရသာတပုံစံနဲ့ကွက်တီတူတယ်။ ဓမ္မကိုယ်တိုင်လှုပ်ထားတဲ့အရာသာနဲ့ကျူတဲ့တနတ်ချင်းကိုတခြားတယောက်စီကဝယ်လိုက်တယ်ဟုတ်လားဒါနဲ့ဘယ်သူစီကနေပြီးတော့ဝယ်လိုက်တာလဲရင်သူ့နာမည်ကရောဘလို့ခေါ်လဲဘယ်သူကလာရောက်သွားတာလဲအေးအေးအေးပြောသွားတယ်ပြောသွားတယ်သူ့နာမည်ကိုပြောသွားပါတယ်ဘာပါလိုက်မှတ်မိပြီသူ့နာမည်ကမသူတဲ့သူကပြောတယ်တနတ်ချင်းလောင်ကန်လေးကိုအခုမှစပြီးတော့လောက်ကင်တာတဲ့တတော်လေးကိုဒုက္ခရောက်နေရှာတယ်ထင်ပါတယ်ငါလဲသူ့ကိုအရန်တနာသွားတာနဲ့အမျိုးသမီးအချင်းချင်းအကူအညီပေးလိုက်ကြပါ ငါတို့စီကအခုလိုတနက်ချင်းဝဲလိုက်တော့တို့တို့လည်းနည်းနည်းအခုညီအထောက်ပံ့ဖြစ်သွားတာပေါ့လေမသူဆိုတဲ့အတန်ကိုကြားခဲ့ရတဲ့ခါမှာအနေသားတယောက်တော်တော်လေးဝမ်းနေသွားခဲ့ပါရဲ့မသူကတော့သူမကိုလှည့်စားသွားခဲ့ပါပြီမသူကတော့မိချောင်းမျက်ရည်ကျပြပြီအနေသားရဲ့ဖောက်တယ်ရိအားလုံးကိုတနက်ချင်းတွေ ရောင်းချသွားခဲ့ပါရဲ့အခုဆိုရင်တော့သူမရဲ့တနက်ချင်းတွေကလည်းမရောင်းရတော့တဲ့အခါမှာတော့သူမရဲ့သမီးဖြစ်သူအတွက်မွေးနေ့ပွဲကျင်းပပေးဖို့လည်းအဆင်မပြေတော့ပါဘူး ဒီအချိန်မှာပဲလမ်းမှာပြောရွှင်စွာနဲ့စကားပြောဆိုနေတဲ့သူ့ရဲ့တငယ်ချင်းမတူကိုတွေ့ခဲ့ရပါတယ်သူကအမျိုးသားတယောက်နဲ့အတူတူပြပြောရွှင်ရွှင်ပဲစကားပြောနေခဲ့ရပါမတူနင်တော့ဘာလုပ်တာလဲဘာဖြစ်လို့အခုလိုမျိုးငါ့အပေါ်လှုပ်ရှက်တာလဲနင်ကငါ့အလုပ်ကိုဖျက်ဆီးအောင်ပျက်စီးသွားခဲ့ရဟုတ်လားငါ့ရဲ့ဖောက်တယ်တွေအလုံးကိုလည်းဈေးတတတတနဲ့နင်ကတနတ်ချင်တွေလိုက်ပြီးတော့ရောင်းချခဲ့ငါအဲ့ဒီအတွက်ကြောင့်နင်ကိုငါ့အနာမှာခေါ်ထားခဲ့ရလားနင်ဒုက္ခရောက်နေရဲ့ဆိုပြီးတော့ငါ့ကိုလာပြီးအကူအညီတောင်းလို့ငါ့နေကိုအကူအညီပေးခဲ့တာလी နေရာငါ့ကိုတစ်ဆာဖောက်တယ်။음ငါလုပ်တဲ့အလုပ်တွေမှာတခုမှမှားတယ်လို့ငါတော့မထင်ဘူး။ငါကိုယ်တိုင်လည်းငါအလုပ်ကိုငါစပြီးတော့လုပ်နေရပဲ။ငါပတ်စံအရေးတကြီးလို့အပ်နေရယ်။ဘာလို့လဲဆိုတော့ငါတိတ်မကြခင်လက်ထပ်တော်မှလေသူနဲ့လက်ထပ်ပွဲကျင်းပမယ်ဆိုရင်တော့ဘလို့မဆိုကောင်းကြောက်စိတ်ကတော့ရှိမှာပဲလိုအပ်တဲ့ပတ်စံအတွက်ငါလည်းကြံမိကြံရကြံရတာပေါ့။အဲဒါကြောင့်ငါလည်းနေနဲ့အတူတူမလုပ်ချင်တော့လို့တီတန်စီပွားရေးတခုခွဲထွက်ပြီးတော့လှုပ်လိုက်တာ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နင်အလောက်ထိစိတ်ဆိုးနေစရာအကြောင်းရှိတယ်လို့ငါတော့မထင်ပါဘူး။ဒါနဲ့မင်္ဂလာဆောင်ကြလို့ရှင်တော့ငါနဲ့ကိုဖိတ်စာလာပေးမယ်တီးလား။နင်လာမယ်မလားယင်းနင်တငယ်ချင်းရဲ့မင်္ဂလာဆောင်ကိုလေ။မသူရဲ့စကားတွေကိုကြားခဲ့ရတဲ့အခါမှာအနီတာဒေါသအတော်လေးကိုထွားသွားခဲ့ပါရဲ့။သူမဘလောက်တောင်မှဒေါသတွေကြီးနေလဲဆိုတော့သူမရဲ့မျိုးလုံးတွေကိုကြီးရောင်နဲ့သိနိုင်ပါရဲ့။ဒါပေမဲ့လည်းသူမဘာမှလုံးလို့မရတဲ့အတွက်ကြောင့်မို့လို့ဒီအတိုင်းပဲထွက်ခွာလာခဲ့လိုက်ပါရဲ့။ ဒါပေမဲ့မကောင်းတဲ့သူတွေကသူတို့လုပ်ခဲ့တဲ့အကျိုးအပြစ်ကိုကျိန်းသိပေါ့တရက်ပြန်ခံစားရတယ်လို့ပြောကြတယ်မဟုတ်လားမသူလည်းအခုလိုမျိုးကြုံတွေ့ကြရပါတယ်မသူကအနီတားရဲ့အလောက်ကိုတော့ရအောင်လို့ယူခဲ့တယ်ဆိုပေမဲ့သူမကလောဘအရန်ကြီးလွန်ပါတယ်သူမမကောင်းတဲ့လမ်းပေါ်ကိုရှောင်လန်းပြီးနောက်မှာတော့တနတ်ချင်းတဲမှာမကောင်းတာတွေရောထည့်ခဲ့ပါတယ်သူမကမကောင်းတဲ့ပိန်နေသေးတွေကိုအတုံးပြုတ်ပြီးမကောင်းတဲ့မဆလာတွေကိုလည်းအတုံးပြုတ်ခဲ့ပါတယ်ဆိုင်ရှင်တယောက်ကဒီအကြောင်းလေးအကုန်လုံးကိုတီးသွားခဲ့တာ ਨੇ မသူကိုတိုင်ပြောလိုက်ပါရီဒီနောက်ရဲတွေကလည်းမသူရဲ့အိမ်ကိုရောက်ရှိလာခဲ့ပြီးစစ်ဆေးခဲ့ကြပါရီဟုတ်တယ်ကျွန်တော်ရထားတဲ့သတင်းကတော့အမှန်ပဲတုံးထားတဲ့ပစ္စည်းတွေကိုကြည့်စမ်းဘလောက်တောင်မှညစ်ပတ်လိုက်တယ်လဲကဲကဲကဲသွားတို့နှစ်ယောက်လုံးကိုအမြန်ဆုံးရဲစခန်းကိုဖမ်းခေါ်သွားလိုက်တော့ခမရအတော်လေးရုံမာတာပဲလူတွေရဲ့ကျမ်းမာရင်လည်းစော့ကစားနေရလားအခုတော့ဘွားတစ်လျှောက်လုံးထောင်ထဲမှာပဲအပြစ်ကြွေးကိုပေးစားလိုက်တော့ခမရစီကတနက်ချင်တွေဝယ်စားပြီးလူတွေကျမ်းမာရင်ထိခိုက်နေကြတယ် တောင်းပန်ပါရရှင်ကျမမှားသွားပါတယ်ကျမကိုခွင့်လှောက်ပါနောက်ဘယ်တော့မှဒီလိုအလုပ်မျိုးတွေကျမမလုပ်ကြပါဘူးပထမတည်းကငါမင်းကိုပြောသားပဲအနီသားလူမျိုးတန့်ရှင်းနေတဲ့တနတ်ချင်လှောက်ရှောင်းပါဆိုနေမှမင်းကတော့အမြဲတမ်းလောဘပဲကြီးနေရလေအခုမင်းကြောင့်နဲ့ငါပါထောင်ထဲမှာတောထိုင်နေရတော့မယ်တောင်းပန်ပါရရှင်ကျမမှားသွားပါတယ်ကျမကိုခွင့်လှောက်ပါရှင်ရဲတွေကမသူကိုဖမ်းဆီးခေါ်ဆောင်သွားနေခဲ့တဲ့အချိန်မှာအနီတာကလည်းဒါကိုကြည့်နေခဲ့ပါရဲ့အနီတာရဲ့နေရတော့ငါအကြောင်းသိရမဟုတ်လားနေငါတငယ်ချင်းလေ ငါမှန်တယ်ဆိုတဲ့အကြောင်းနင်ပြောပြလိုက်ပါငါဘာဖြစ်လို့နင်းအတွက်ပြောပြရမှာလဲနေရငါရဲ့စီးပွားရေးတစ်ခုလုံးကိုလူယူပြီးငါ့ကိုဒုက္ခတွေတယောက်တည်းထားခဲ့ရတယ်လေနောက်ဆုံးဖယားသခင်ကတရားမျှတမှုကိုပြပေးလိုက်ပြီးကြည်လိုက်နင်းကငါရဲ့အလုပ်တစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်တယ်ငါရဲ့ခလေးငယ်လေးစာလောင်နေရတာနှစ်ရက်ရှိပြီနင်းကြောင့်ပဲငါရဲ့အလုပ်တစ်ခုလုံးပြက်စီးသွားခဲ့ရတယ်ဟုတ်တယ်အနီသားပြောတာမှန်တယ်ကျမတို့အရင်ဆုံးကအနီသားစီကပဲမှာယူခဲ့ကြတာကျမတို့ကလည်းမသူဆိုရင်မိမောက်ကိုယုံကြည်မိတာမှားတာပဲ ရဲရရှိရေးသူ့ကိုကျင်းတည်အပြစ်ပေးလိုက်ပါသူကကျမတို့အားလုံးရဲ့ကျမ်းမာရေးကိုစောက်ကစားနေအောင်အနီတော့ငါတို့နေ့စီကပဲနောက်တနက်ချင်ဝဲတော့မယ်မသူကတော့သူလောဘကြီးတဲ့အတွက်ပြစ်ဒဏ်ကိုခံစားကြရပါတယ်အနီတာရဲ့အရင်ကြောင်းကဖောက်တယ်ရီအားလုံးကလည်းသူမစီမှာပြန်လဲမှာယူခဲ့ကြပါတယ်ဝဲသူတွေအကုန်လုံးကလည်းမယုံကြည်တဲ့သူကိုယုံကြည်ခဲ့မိတဲ့အတွက်နောက်တရရနေခဲ့ကြပါတယ် နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့အဖွားအိုရဲ့တနတ်ချင်းဆိုတဲ့ပုံပြင်ပဲဖြစ်ပါတယ်။ပရကာရှ်ဆိုတဲ့ဆင်းရဲတဲ့သူတစ်ယောက်ကတော့သူ့ရဲ့အမေမိန်းမကလေးလေးယောက်နဲ့အတူတူရွာလေးတစ်ရွာမှာနေထိုင်နေခဲ့ပါတယ်။နှစ်ကြိမ်တိတိတီးနှံတွေရှုံးသွားတဲ့အခါမှာတော့သူအကျွေးတွေအများကြီးတင်နေခဲ့ပါပြီ။မြေဘေးကိုရောင်းချပြီးနောက်အကျွေးစယုံကလွယ်လို့သူ့စီမှာဘာနီလန်တစ်ခုမှကိုမရှိတော့တာပါ။အမေရေကျွန်တော်မှအခုဘာနီလန်မှမရှိတော့ဘူး။ ရှိနေတဲ့လေယာမြေလေးကိုရောင်းချပြီးတော့အကျွေးဆမ်းမှဖြစ်တော့မယ်ဒီပုံစံအတိုင်းဆိုရင်တော့ကျွန်တော်တို့အရှက်ကွဲကုန်နိုင်မယ်မြေပိုင်ရှင်ကြီးကလည်းအကျွေးတွေကိုပြန်တောင်းနေပြီကျွန်တော်မှဆက်စရာပတ်စံကရှိတာမဟုတ်ဘူးကျွန်တော်တို့ဒီမှာနေနေလို့လည်းဘာမှမထူးအမေဒါဆိုရင်တော့ကျွန်တော်တို့ပေးစရာရှိတဲ့အကျွေးတွေအားလုံးပေးပြီးမြို့ပေါ်ကိုပဲပြောင်းနေကြမယ်အမေဒီအသက်အရွယ်ကြီးမှာဟိုပြောင်းဒီရွှေလောက်ရတာအခက်ခဲတော့မဖြစ်ပါဘူးနော်ကျွန်တော်ကိုနားလည်ပေးပါအမေရဲ့ကျွန်တော်လည်းမတတ်နိုင်လို့ပါအမေရဲ့သားကအမေအသက်ကြီးမှာဒုက္ခပေးနေရလို့တော့မထင်ပါနဲ့ ။အော်ရပါတယ်တားလေးရယ်ဘာရီများဒီလောက်ကြမှာစောရင်ပုံပန်နေရတာလေ။ဘဝဆိုတာကဒီပုံစံအတိုင်းပဲပေါ့။အကျွေးတွေအားလုံးဆက်ပြီးတဲ့အခါကျရင်ငါသားလေးအဆင်ပြေသွားမှာပါ။အနည်းဆုံးတော့ဘာကောမှစောရင်စရာမလိုတော့ဘူးလေ။ဒီမှာနေထိုင်မှဘဝမဟုတ်ပါဘူး။မြို့ပေါ်မှာလည်းအဆင်ပြေတာပဲ။ငါသားလေးဘယ်နေရာမှာနေလဲ။အဲ့ဒီနေရာမှာငါလိုက်နေနိုင်တယ်ငါပြောတယ်။ Prakash ကလည်းသူ့မှာရှိတဲ့ပိုင်းဆိုင်မှုတွေအားလုံးရောင်းပြီးနောက်မှာတော့ဒီပိုင်းရှင်တထေးကြီးရဲ့အကျွေးတွေအကုန်လုံးကိုစက်ပေးလိုက်ပါရီ။ ဒီနောက်မှာတော့သူရဲ့မိသားစုဝင်တွေအားလုံးကိုခေါ်ပြီးသူမျိုးပေါ်ကိုတလာခဲ့လိုက်ပါတယ်။မြို့ပေါ်မှာပရကာရှင်တငယ်ချင်းတယောက်ကသူရဲ့မိသားစုဝင်တွေနဲ့အတူတူနေထိုင်နေခဲ့ပါတယ်။ဒါကြောင့်သူကအကူအညီအများကြီးပေးခဲ့ပါတယ်။ပရကာရှင်မြို့ပေါ်ကိုရောက်ရှိလာခဲ့တဲ့အခါမှာတော့တငယ်ချင်းဖြစ်သူရဲ့ဆိုင်မပဲအတူတူအလုပ်ရရှိသွားပါတယ်။ဒါပေမဲ့မြို့ပေါ်မှာနေထိုင်ရတာကအဆင်ပြေလာရတော့မဟုတ်ပါဘူး။ကုန်းကြစရိတ်တွေကလည်းအရန်ကိုကြည်လွန်ပါရီ။ဒါကြောင့်အိမ်မအားလုံးကလည်းစိတ်ပြတ်နေခဲ့ကြပါရီ ပရကာရှ်တလားတလားရရလားစာက6000ပဲရှိပါတယ်။ဆောင်းရတီကိုရောက်ရှိလာခဲ့တဲ့အခါမှာတော့မိသားစုဝင်တွေအားလုံးနေထိုင်ဖို့အိမ်ဖို့အတွက်အခက်အခဲဖြစ်နေခဲ့ပါပြီ။အမေရာသီဥတုကအရန်အေးတယ်အမေရဲ့ရော့ဒီဆောင်းလေးကိုတော့အမေပဲခြုံထားလိုက်တော့နော်။ဒီလောက်ထိရာသီဥတုအေးနေရအမေဆောင်းမခြုံဘူးဆိုရင်တော့နေမကောင်းဖြစ်သွားလိမ့်မယ်။အော်ချွေးမလေးရဲ့မဟုတ်တာမဟုတ်တာငားရပါတယ်။ဒီဆောင်းလေးကိုတော့ကလေးတွေကိုပဲခြုံပေးလိုက်ကလေးတွေကအရန်ကိုနှုတ်နယ်လို့နေ။အမေစီမှာဒီပပွားတစ်ခုရှိတယ်။ ဒီပပွားလေးကအတော်လေးနွေးပါတယ်ထူလဲထူတယ်။ဒါလေးကိုပတ်ပြီးတော့အိတ်လိုက်မယ်ဆိုရင်တော့အေးအေးစစ်စစ်အိတ်လိုက်လို့ရတယ်။စိတ်မပူကြပါနဲ့။လက်ဖြတ်ကြရင်တော့ကျွန်တော်ကြည့်ပြီးဈေးထဲကနေစောင်းအထုတစ်ထည်ဝယ်လာခဲ့မယ်နော်။တထည်းစီကနေပြီးတော့လည်းပတ်စံနဲ့ချီကြည့်ရမယ်။ပတ်စံကြိုပေးမယ်ဆိုရင်တော့စောင်းတစ်ထည်ကောင်းကောင်းလေးဝယ်လို့ရသွားပါလိမ့်မယ်။อืมကျွန်တော်စကားပြောကြည့်မှဖြစ်မယ်ဒီပုံစံအတိုင်းဆိုရင်တော့မဖြစ်သေးဘူးအားလုံးကလည်းဒုက္ခရောက်နေကြတာ Prakash ဘလောက်တောင်မှဒုက္ခဆင်းရဲတွေကြုံတွေ့နေကြရလဲဆိုတော့ အမေနဲ့မိန်းမနှစ်ယောက်လုံးကသဘောပေါက်နားလည်နေခဲ့ကြပါတယ်။ဒါပေမဲ့သူတို့စီမှာလည်း Prakash ကိုအကူအညီပေးဖို့အတွက်ဘာတစ်ခုမှမတတ်နိုင်ခဲ့ကြပါဘူး။ Prakash ကတော့ပတ်စံကြိုးထုတ်လို့မရခဲ့ပါဘူး။အကြောင်းကတော့သူကအခုမှအလုပ်ဝင်နေလို့အသိမဟုတ်လား။တရက်မှတော့သမီးရောခမနှစ်ယောက်လုံးဈေးသွားပြီးအတီးနဲ့တွေကိုဝယ်ယူနေခဲ့ကြပါတယ်။ချွေးမလေးရေငါတို့ဈေးလာလက်စားနဲ့ခေါ်ပြီးနဲ့ကာကျဲဥလီဝဲသွားရအောင်အိမ်မှာတနတ်ချင်ကလည်းရှိတော့တာမဟုတ်ဘူးလေတနတ်ချင်ကလည်းစားကျင်သေးတယ် ။စောင်းရသည်ဆိုတော့ငါတို့တနတ်ချင်နည်းနည်းကြိုသိပ်ထားကြရအောင်။ရကားရှ်ကလည်းဂေါ်ဘီနဲ့မိုလာဦးနီကိုတနတ်ချင်သိပ်ထားရင်တအားကြိုက်တာ။ရွာမားဆိုရင်တော့အားလုံးကအလွယ်တကူရနိုင်တယ်။ရွာမားသေးလက်တွေဆိုတာကလည်းအတော်လေးကိုပေါ်တယ်လေဝယ်စရာတော့မှမလိုဘူး။ဟိုဆိုင်ခင်ဒီဆိုင်ခင်ကနေပြီးတော့ယူလိုက်ရုံပဲ။အဲဒါကြောင့်အများကြီးလောက်ထားလို့ရတယ်။ဒီမှာကတော့နည်းနည်းပပဝယ်ပြီးတော့လောက်ကြတာပေါ့။ဆောင်ရသည်ဝင်နေရအတော်လေးကြာနေပြီငါတို့အိမ်မှာတနက်ချင်တော့မတက်ရသေးဘူးနော် ဟုတ်ပြီလေအမေရဲ့ဒါဆိုရင်တော့ကျမတို့ဝယ်သွားကြတာပေါ့။စောင်းရသည်ဆိုတော့ဟင်းသီးဟင်းရွက်တွေကတိတ်ပြီးဈေးမကြီးပါဘူးဈေးလည်းတက်တာတယ်။ကော်ဗီနဲ့မုံလာဥနေတွေကလည်းဈေးတက်တာတယ်အမေရဲ့ကျမတို့တခါတည်းဝယ်ပြီးတော့အိမ်ကိုပြန်ကြတာပေါ့။ဟိုအရှိကဆိုင်မှာလက်ဆက်တယ်နော်။ကျမတို့တွေးမေးကြည့်မယ်။အကိုရေးအကိုကော်ဗီနဲ့မုံလာဥနေဘယ်လိုရောင်းလဲရှင်ဈေးဘယ်လောက်လဲ။အဲအမရေကျွန်တော်တစ်စည်းရဲပဲတခါရဲပြောလိုက်မယ်နော်တကီလိုကို30အမလီဘာ30လဲ တက်ကီလို20ပဲထားစမ်းပါနှမျိုးတောင်ယူမှလေအာဟုတ်ကဲ့ပါအမေကြီးရရရတယ်မနက်အစောကြီးဆိုတော့ကျွန်တော်ထည့်ပေးလိုက်မယ်နော်ဒါဆိုလို့ရှင်တော့မုံလာဦးနီကိုကျွန်တော်2ကီလိုထည့်ပေးလိုက်မယ်မဟုတ်တော့2ကီလိုထည့်မနေနဲ့တက်ကီလိုပဲထည့်ဒါနဲ့အမေတနက်ချင်တိတ်ဖို့ကြွားနောက်ထပ်ဘာတွေလို့သေးလဲကျွန်မတို့တခါရဲပြောနော်တခါရဲဝယ်သွားလို့ရအောင်လို့လေကျမတို့အိမ်ပြန်တဲ့အခါကြာလို့ရှင်တော့ကုံစုံဆိုင်မှာဝင်ပြီးမဆလာတွေတခါရဲဝယ်သွားရမယ်။ဒါနဲ့တနက်ချင်လုံမယ်ဆိုပြီးတော့ပြောနေကြတာနဲ့တွေ့ပါရဲ့ ဂေါ်ဘီနဲ့မုံလာဥနီတနက်ချင်လိုက်ရင်အဲ့ဒါကလှုပ်ပြီးတော့ပဲစားရလားရောင်းရောင်းရောင်းသေးလိုက်ရင်အော်မရောင်းပါဘူးရှင်ကျမတို့အိမ်မှာစားတောက်ဖို့အတွက်နည်းနည်းပပလှုပ်ကြတာပါဒါနဲ့ကျမရခမကတနက်ချင်တိုက်တာအရန်ကိုတော်တာလေကျမတို့ကရွာမအရင်တုန်းကနေတာရွာမနေတဲ့အချိန်တုန်းကဆိုလို့ရှင်တော့အမေကတနက်ချင်ဘောင်းဆောင်လှုပ်ပြီးတော့အမေရဲ့အိမ်မှာတင်ထားတယ်စောင်းရသည်ဆိုရင်တော့ကော်ဘီနဲ့မိုးလာဥနီတနက်ချင်းကိုကျင်းတီပေါင်းလောက်ပြီးတော့တင်ထားတဲ့ ရွာမှာရှိတဲ့အသည့်တွေတငယ်ချင်းပေါင်းသင်းတွေကိုလည်းအမြဲတမ်းပဲဝေပေးတတ်တယ်လေ။အရသာအရန်ရှိလို့အားလုံးကလည်းသဘောကျကြတယ်။ဟုတ်လား။ဒါကတော့တကယ်အရန်ကောင်းတဲ့ကိစ္စတစ်ခုပဲပေါ့ရှင်။ကျမတို့မြို့မှာတော့ဒါတွေကတိတ်ပြီးတော့မရနိုင်ဘူးလေ။ကော်ဘီနဲ့မော်လာဦးနေတနတ်ချင်းဆိုလို့ရှင်တော့ရကိုမရနိုင်တာတစ်ခုဖြစ်နေပြီ။ကျမကိုယ်တိုင်ကလည်းတနတ်ချင်းဘလို့တိတ်ရမလဲမသိဘူး။အနီးနားပတ်ဝန်းကျင်မှာလည်းတနက်ချင်းကောင်းကောင်းတိတ်တဲ့သူကရှိရမဟုတ်ဟုတ်လားသမီးလေးရဲ့နေရာဘယ်မှာနေရလဲ 음တနတ်ချင်းမစားရဘူးဆိုတော့နင်းလိုက်အတော်လေးဒုက္ခရောက်မှာပဲအတော်ကတိတ်မကြခင်တနတ်ချင်းတိတ်မှာဆိုတော့တနတ်ချင်းပြီးသွားတဲ့အခါကြာလို့ရှင်တော့နေအိမ်ကိုပို့ပေးလိုက်မယ်လေတကယ်ပြောနေရလားအတော်ရဲ့ကျမအတော်ကတနတ်ချင်းပို့တိတ်ပေးမှာလားကောင်းပြီလေကျမအတော်လောက်ပေးမယ်ဆိုလို့ရှင်တော့ကျေးဇူးတင်တာပေါ့ရှင်ကျမလည်းဒီအနည်းနဲ့မှပဲနေရပါဟုတ်ပြီဟုတ်ပြီဒါဆိုရင်တော့ဘာတွေဝယ်ရမှာလဲဆိုတော့ကိုတခါရဲပြောပြလိုက်မယ်ပြီးရင်တော့ကျမရဲ့အိမ်လေးစာကိုလည်းပေးခဲလိုက်မယ်လေ တလက်ချင်းတိတ်လို့ပြီးသွားတဲ့အခါကြာလို့ရှင်တော့လာယူလိုက်ပါဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီရှင်ဒါဆိုလို့ရှင်တော့ပြီးသွားရင်ကျမဖုန်းဆက်လိုက်ကျမလာယူလိုက်မယ်တခုတောင်းဆိုစရာကြံသေးတယ်ကျမကိုအခုလိုမျိုးတလက်ချင်းတိတ်ပြီးရတော့ပတ်စံတော့ယူရမယ်ဘလို့မဆိုအတော်ကလည်းစူးစားပြီးလောက်ထားတဲ့အရာဆိုတော့လေဒီလိုနဲ့အမျိုးသမီးကလည်းတလက်ချင်းလောက်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေအားလုံးကိုဝယ်ယူပေးခဲ့ပါတယ်နောက်နေ့မှာတော့အတော်ကြီးကလည်းသူကျွမ်းကျင်တဲ့တနက်ချင်တိတ်တဲ့အလုပ်ကိုတတိချာချာလုပ်ခဲ့ပါရီ ယနေ့ခင်မှာတော့အမျိုးသမီးကတနက်ချိန်တွေကိုယူဖို့အတွက်အိမ်ကိုရောက်ရှိလာတာပေါ့အမျိုးသမီးနဲ့အတူတူသူ့ရဲ့ယောက်မဖြစ်သူလည်းလိုက်ပါလာခဲ့ပါတယ်ဒါကကျမရဲ့ယောက်မပါကျမတနက်ချိန်တိုက်ဖို့အတွက်ပေးထားတယ်ဆိုတာကိုပြောပြပြီးတော့တခါတည်းခေါ်လာခဲ့လိုက်ကြလေသူလည်းတနက်ချိန်လိုချင်တဲ့9ကီလိုလောက်ဟုတ်တယ်အတော်ရဲ့ကျမတို့အိမ်မှာလည်းတနက်ချိန်တိုက်တဲ့သူကရှိတာမဟုတ်ဘူးလေကျမလိုအပ်တဲ့ပစ္စည်းတွေကိုတော့မွေပေးနိုင်ဘူးတခါတည်းကျမရှိကပတ်စံယူပြီးတော့လိုအပ်တာတွေဝယ်လိုက်နော် ကလေးတွေကငယ်တယ်ဆိုတော့ကျမဈေးသွားရတာအဆင်မပြေလို့ကျွန်တော်ကတော့ပတ်စံဘလောက်ကြလဲကျမပေးလိုက်မယ်။အော်သမီးလေးတို့ရဲ့အတော်လည်းဘယ်လိုပြောရမလဲ။ဒီနေ့အထိကိုဟောက်ကိုတနက်ချင်တိတ်ပြီးတော့ရောင်းချနိုင်လိမ့်မယ်လို့ဘယ်တော့ကမှမထင်ထားခဲ့မိဘူးဘူး။နင်တို့အဆင်ပြေတလို့ပဲငါ့ကိုပေးခဲ့လိုက်ပါငါတော့ရတယ်။ဟုတ်ပြီလေအတော်ရဲ့ဒါဆိုလို့ရှင်လည်းရပါတယ်။ရော့ဒီမှာကျမစီကနေပြီးတော့ယူထားလိုက်ပါ။ကျေးဇူးအများကြီးတင်ပါတယ်သမီးလေးရေနှုတ်အသက်ရှင်ကြမှာကြပါစေ။ အမေရေမြို့မှာတနက်ချိန်ရောက်ပြီးတော့ပတ်စံရှားလို့ရတယ်ဆိုတော့ကိုကျမတို့လုံးဝမသိခဲ့ဘူးနော်ကြည်ပါဦးအမေရေအမေရေအရေးချင်းတွေကဒီမှာဆိုရင်တော့အတော်လေးကိုအတော်ဝင်နေပြီအေးကောင်းတာပေါ့ချွေးမလေးရဲ့ဘယ်လိုမဆိုအိမ်မှာဝင်းဝင်တော့တလန်ကဝင်လာတဲ့ခါကျတော့အဆင်ပြေတာပေါ့ငါသားလေးအတွက်လည်းအဆင်ပြေသွားလိမ့်မယ်သူကလည်းတစ်ဖက်တလန်ကနေအကူအညီပေးလို့ရတယ်အဖွားရေအဖွားပြောတော့တားကိုမုတ်ကျွေးမယ်ဆိုဒီနေ့လေအဖွားကဘာမှလည်းမဝဲကျွေးဘူးဟုတ်တယ်အဖွားပြောတော့တမီးတို့ကမုတ်တွေအများကြီးဝဲကျွေးမယ်တဲ့ ။ဒါပေါ့ဒါပေါ့ငါပြောထားတယ်ဆိုလို့ရှင်တော့ကျင်းဒီပေါင်းငါ့ရဲ့မိလေးတွေကိုဝယ်ကျွေးရမှာပေါ့။ကဲသွားမယ်သွားမယ်။ငါတို့မုတ်ဆိုင်သွားပြီးတော့မုတ်တွေသွားစားကြမယ်။နင်တို့တယောက်လုံးစားကြတဲ့မုတ်တွေအားလုံးကိုအဖွားဝယ်ကျွေးမယ်နော်။အဖွားရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာကလေးတွေလည်းဝမ်းသာပျော်ရွှင်သွားခဲ့ကြပါရဲ့။ဒီနောက်မှာတော့သမီးရောက်ကမတယောက်လုံးရဲ့စီးပွားရေးအခြေအနေအဆင်ပြေလာခဲ့ပါရဲ့။သူတို့စီမတနတ်ချင်ဝယ်တဲ့သူတွေလည်းတဖြည်းဖြည်းနဲ့တိုးလာခဲ့နေပါပြီ။ကြည့်ပါအောင်အမေရဲ့အမေလောက်ထားတဲ့တနတ်ချင်တွေကတကယ်အရသာရှိလို့ ျွန်တော်တယောက်တည်းရေမကောက်အားလုံးကလည်းကြိုက်နေကြတယ်တကယ်လဲစားလို့ကောင်းတာ哦ဒီမှာအားလုံးကအိမ်မှာလုပ်တဲ့တနက်ချိန်အရသာကိုမရရှိနိုင်ကြဘူးလေအဲဒါကြောင့်အမေလုပ်ထားတဲ့တနက်ချိန်ကိုအားလုံးကကြိုက်နေတတ်နေကြတာဟုတ်တယ်ဒါလေးရဲ့ဟုတ်တယ်ဒါနဲ့ရင်တစ်ခုလုပ်ပေးစမ်းမအောင်ငါနဲ့ကိုပတ်စံပေးလိုက်မယ်အဲ့ဒီပတ်စံယူသွားပြီးရင်တော့အိမ်အတွက်နင်ဒီနေ့ပဲစောင်းနှစ်ထဲသွားဝယ်လာခဲ့ရာဒီအိုတိုကအခုဆိုရင်တော့အတော်လေးကိုပို့ပြီးတော့အေးနေပြီးငါ့ရဲ့မိလေးတွေအိပ်ရတာအစင်မပြေရင်လားမသိပါဘူးငါစီကပတ်စံမယူဘူးဆိုပြီးတော့ပြောမနေနိုင်အောင်နော် အိမ်မမိသားစုတွေအကုန်လုံးတက်ညီလက်ညီနဲ့အလုပ်လုပ်ကြမမိသားစုဆိုတာကအစဉ်ပြေပါလိ။ကုံကြစရိတ်တွေအားလုံးကိုတယောက်တည်းကပဲရှင်းပြရမယ်ဆိုတာကတော့မဟုတ်သေးဘူးပေါ့။ကဲရော့ရော့ရော့အမေစီကနေပတ်စံနဲ့နဲ့ရှူသွား။ပြီးရင်တော့ဒီနေ့ပဲစောင်းနှစ်ထဲဝယ်ခဲလိုက်သွား။တိုးမေကပြောနေခဲ့တဲ့အချိန်မှာတားဖြစ်သူကပတ်စံကိုလက်ခံလိုက်ပါတယ်။သူကလည်းစောင်းအထိုးနှစ်ထဲကိုဝယ်လာခဲ့လိုက်ပါတယ်။တဖြည်းဖြည်းနဲ့ဘွားကြီးရောင်းတဲ့တနတ်ချင်းတွေကနမဲကြီးလာခဲ့ပြီးလူတီများလာခဲ့ပါပြီ။ ချွေမလေးကလည်းရခမဖြစ်သူကိုအမြဲတမ်းကူညီပေးနေခဲ့ပါတယ်။သမီးရခမနှစ်ယောက်လုံးကလည်းအလုပ်တွေကိုအတူတူတညီလက်ညီလုပ်ကြပါတယ်။ပရကာရှ်ကိုရိုင်းကလည်းအခုဆိုလို့ရှိရင်တော့အဆင်ပြေသွားခဲ့ပါပြီ။သူ့ကိုအကူအညီပေးမယ့်အမျိုးသမီးနှစ်ယောက်တောင်ရှိတယ်မဟုတ်လား။ဒီအတွက်မြို့မနေရတာတို့တို့အဆင်ပြေသွားခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။